အရင်နဲ့မတူတော့ဘဲပြောင်းလဲသွားတဲ့ပုံစံကြောင့်နိုင်ငံတကာအလှမြေစီကားနေပါချီချိုခံနေရတဲ့တဲဆုငိန်အလုံးမင်းမင်္ဂလာပေါင်းဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်တဲဆုငိန်က Miss Grand International 2024ရှင်ပြိုင်တဲ့အချိန်မှာလဲပရိသတ်အလုံးစိတ်ကျဉ်းမှုရရှိအောင်လုပ်ပေးနိုင်ခဲ့ပါတယ်ဒါတွေမကသေးဘဲနိုင်ငံတကာကမီဒီယာတွေပါအယုံစိုက်ခံရအောင်စူးစမ်းနိုင်ခဲ့တာပါ ဒါပေမဲ့လည်းအကြောင်းတချို့ကြောင့်စုကိုပြန်အပ်ကောင်းတဲဆုငင်းကမင်းသမီးလှုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အလောက်မဲ့ပြိုင်ပွဲကိုဆက်မပြိုင်ပဲမင်းသမီးအနေနဲ့ရက်တည်နေပေမဲ့တဲဆုငင်းကအခုချိန်ထိကိုနိုင်ငံတကာကအလောက်မဲ့ဖန်နေကြမှာစိတ်ဝင်စားခံနေရတော့ပေါ့ဆရာဖြစ်တဲ့ထွန်းလွင်ကအလောက်မဲ့ပြိုင်ပွဲရဲ့ National Director အဖြစ်ယူလိုက်ပြီးဆိုတာနဲ့တဲဆုငင်းပြိုင်မယ်လို့သာထင်ကနမဲကြီးနေတက်ပါတယ်ဒါပေမဲ့တဲဆုငင်းကအလောက်မဲ့တယောက်အနေနဲ့ချိန်မချသေးပဲအနုပညာအလောက်ကသာလှုပ်ဖို့ဆုံးဖြတ်ထားတာပေါ့ တဖက်မှာလည်းနိုင်ငံတကာအဆင့်မီအလှမဲ့တယောက်မော်ဒယ်တယောက်ဖြစ်အောင်သူ့ကိုယ်သူအများနဲ့ပြောင်းလဲနေတတ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာလည်းတခါမှမမြင်ဘူးတဲ့ပုံစံနဲ့တဲဆုညင်းကဖိုတိုရှုတ်တစ်ခုရိုက်ခဲ့တာပေါ့။ တရေဂျာကင်အနိုင်ရောင်တဲ့ဝမ်ဆက်ကိုဝစ်စင်ကအမိုက်စားအမျိုးသမီးတယောက်အသွင်နဲ့ဓာတ်ပုံရိုက်ခဲ့ပါတယ်။တဲဆုငိမ့်ဟာပြင်နေကြမိတ်ကပ်ပုံစံမျိုးလည်းမဟုတ်တဲ့အပြင်သပင်ပုံစံကဆပြောင်းလဲထားခဲ့တာပေါ့။ဒါအပြင် TikTok ဗီဒီယိုမှာလည်းဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတယောက်ရဲ့အသွင်ပြင်ကပြည့်စုံနေတာမို့အရန်ကိုဟော့သွားခဲ့ပါတယ်။တဲဆုငိမ့်ကပြိုင်ပွဲရှင်ပြိုင်တဲ့အချိန်တုန်းကထက်ကိုအခုနောက်ပိုင်းမှာအများကြီးပြောင်းလဲကလှပလာခဲ့တာပေါ့။ဒါကြောင့်မို့လဲတဲဆုငိမ့်ကထက်မြက်တဲ့အမျိုးသမီးတယောက်အသွင်ပြင်မျိုးဖြစ်လာတဲ့အပြင် International အဆင့်ထိရင်ပေါင်းတန်းနိုင်တဲ့ Model တယောက်အနေထားလဲ ည်းဖြစ်လာခဲ့တာပါဒါကြောင့်မို့အရင်ကထက်အများကြီးပိုလှလာကပြောင်းလဲလာတဲ့သဲဆွန်ရင်ကို International ကအလှမယ်တွေကဝိုင်းဝန်းကချီးကျူးပေးနေကြတာပါ Miss Grand International 2024မှာရှင်ပြိုင်ခဲ့ကြတဲ့အလှမယ်တွေကသဲဆွန်ရင်ရဲ့ Instagram အောက်မှာအရန်လာကြောင်ချီးကျူးနေကြပါတယ်သဲဆွန်ရင်ကအယုံစိုက်ခံရအောင်လုပ်နိုင်သလိုအချိန်ကလည်းလုံးဝမသေးပါဘူး ူမမှာမမြင်နိုင်တဲ့ဆွဲဆောင်မှုရှိတဲ့အပြင်ဘလို့ဝတ်စုံမျိုးနဲ့မစော်လိုက်ဖက်သွားတဲ့အာသာချက်တွေလည်းရှိနေတာပါထမြက်တဲ့အပြင်ရေချင်းရှိတဲ့တဲဆုငင်းကိုလူအများကတော့ international ဆင်မြင်းထက်မှနောက်တစ်ကြိမ်ပြောင်းမြင်ခြင်းသေးတာအမှန်ပါနိုင်ငံတကာကအလှမဲ့ fan တချို့ကလည်းတဲဆုငင်းကပြိုင်သင့်တယ်လို့ထောက်ပြနေကြပါတယ်မြန်မာပရိသတ်တွေကတော့တဲဆုငင်းအရွယ်ရောက်ကရင့်ကျက်တဲ့အချိန်ကြောင့်ရင် Miss Universe ကိုပြိုင်စေခြင်းကြတာပါ Miss Universe မှာမြန်မာအလှမဲ့တွေက National Costume ကိုတာဝင်တွန်းနိုင်ကတော်ရုံအလှမဲ့တွေကဝင်မတွန်းနိုင်တာကြောင့်ပါအဲ့ဒီထဲက မှခန့်တီတယောက်ထဲကသာ top 10ဝင်ကအမြင့်ဆုံး placement ကိုရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လဲမြန်မာပြည်သက်တွေကမြန်မာအလှမဲ့တယောက်ကို Miss Universe မှာ top 10လောက်ဝင်ကောင်းပါဝင်တန်းဝင် ဖြစ်စေခြင်းကြပါတယ်တော်တော်များများကတော့သဲဆုငိန်လုံနိုင်လောက်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်သဲဆုငိန်ကတော့လက်ရှိမှာမင်းသမီးတယောက်အနေနဲ့သာစူးစမ်းဖို့ဆုံးဖြတ်ထားတာပါအလှမဲ့အနေနဲ့ပြန်ပြိုင်ဖို့မသေချာပေမဲ့အလှမဲ့တယောက်မှရှိတဲ့အလှတရားနဲ့ခန္ဓာကိုယ်ရှိအောင်အမြဲမပြတ်လေ့ကျင့်ထိန်းသိမ်းနေပါတယ်ဒါကြောင့်မို့လဲတနေ့တခြားပို့ပို့လှလာကသဲဆုငိန်ကိုလူအများအယုံဆိုင်ခြင်ခံနေရတာဖြစ်ပါတယ်ပြည်သက်တို့အနေနဲ့ရောလှသွေးကျွေးနေတဲ့သဲဆုငိန်ကို international ဲ့ဆင်းမြင့်ထက်မှမြင့်တွေ့ခြင်းသေးလားဆိုတာဖျက်ဖျားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။